ဆန်တိန်သုံးဆွေမလွေမီယာကနေပြန်မပေးပဲညိုင်းဆိုင်နဲ့စကားလေးနဲ့ပြန်လဲတုံ့ပြန်လိုက်လို့လူပြောများနေတဲ့ခန်နိုးရဲ့ချစ်သူစင်မင်းအောင်မင်္ဂလာပါရှင် Famous Selling News မှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုတခါမှာတော့ပရဟိတာမိခင်ကြီးတော်ခန်နိုးရဲ့စီကိုတိန်သုံးဆွေမလွေမီလွှဲခဲ့မိရန်ပတ်စံတွေကိုပြန်မပေးတဲ့အတွက်ကြောင့်လည်းအင်တာနက်ပေါ်မှာပွဲတွေဖြစ်နေကြတာကိုတော့ပရိသတ်ကြီးဝင်လဲစိတ်ဝင်တစားရှိနေကြမှာတော့အမှန်ပါ အခုပြဿနာမှာတော့ခိုင်နှင်းဝေတွေမကသေးပဲခိုင်နှင်းဝေရဲ့ချစ်သူဇင်မင်းအောင်ကမမှန်ရန်ရန်ပြောဆိုထားတဲ့အတန်ဖိုင်တစ်ခုဟာအင်တာနက်ပေါ်မှာပြန့်နှံ့လာတာဖြစ်တဲ့အတွက်တော်တော်လေးပွဲစုကစိတ်ဝင်စားမှုတွေမြင့်တက်ခဲ့ရတာပါဒီလိုမျိုးမြန်မာနိုင်ငံမှာမိဘမဲ့ကလေးခင်ဟာဒီဖွင့်ကပြုစုစောင့်ရှောက်နေတဲ့ပရိတမိခင်ကြီးခိုင်နှင်းဝေဟာကုလူမျိုးပတ်စံ330ကိုဖျက်မပေးတဲ့အပြင်ကိုချစ်သူကြီးစားကမှရိုင်းဆိုင်စွာပြောဆိုထားတာတွေကြောင့်လူတွေလည်းတဖြည်းဖြည်းနဲ့အကြည့်မျိုးပြန်လာခဲ့ရပါတော့တယ် ဖြစ်ပုံကတော့ထိဆိုင်ပါရှင်မျိုးသမီးမရှားထန်တွေဟာမေလ9ရက်နေ့မှာတော့ကောင်းမခန်းနေဝေစီကို39ဒင်းချော်ချော်ကိုမှာရင်ပြီးတော့လွှဲမိသွားတာပါဒီလိုဖြစ်တာကလည်းမရှားထန်တွေဟာမိဘမဲ့ကလေးတွေအတွက်ကောင်းပြီးခဲ့တဲ့ငလင်ပေးအတွက်ရောပါမခန်းနေဝေရဲ့ foundation စီကိုလူတန်းမို့ငွေတွေလွှဲလို့ရှိတာပါဒီလိုမျိုးစပီးတဲ့အချိန်မှာလည်းမရှားထက်တွေဟာတပ်တိန်နဲ့တကွာတပ်ပုံပြေဆုံးနဲ့အင်တာနက်ပေါ်မှာအဖြစ်မှန်တွေကိုတင်နေတာပါ ဖြစ်ဖြစ်ချင်းကလေးကမခိုင်နေဝေကိုတွားရောက်ကမှရင်ပြီးတော့လွှဲမိချောင်းနဲ့ပြန်ပေးဖို့ကိုပြောခင်တာပါ။ဒါဝိမဲ့လေမခိုင်နေဝေကတော့ရပ်ပေါင်း၃၀သားကျော်လာတဲ့ဒီနေ့ပေးမယ်ဟိုနေ့ပေးမယ်နဲ့သူများပတ်စံပြန်ပေးဖို့အရေးကိုနေရွှေညရွှေလုံနေတာပါ။ဒါကြောင့်မို့လို့လေမရှားထက်တွင်တယောက်တင်လိုက်တဲ့ကိစ္စကနေလိုင်းပေါ်မှာအကြီးအကျယ်ကိုပွဲဖြစ်နေတာပါ။ဒီကိစ္စမှာမန်ရှားထက်တွင်တယောက်တင်ပြခဲ့တဲ့တက်သေးတွေရဆိုရင်မခိုင်မျိုးဝီဟောင်းသူများရဲ့ပတ်စံကိုပြန်ပေးခြင်းမုံမရတာပါ ဒါကြောင့်မို့လို့ခုချိန်မှာတော့ခိုင်နှင်းဝေတရားပြည်သူလူထုရဲ့ဝေဖန်ခြင်းကိုခံနေရပါပြီ။ခိုင်နှင်းဝေနဲ့ပတ်သက်လို့ပြောနေသူတွေမှာ model agency တယောက်ဖြစ်တဲ့ဂျွန်လင်းလည်းပါဝင်ပါပဲဂျွန်လင်းပြောတာကတော့သူများပတ်စံကြီးကိုတိတိကျကျနဲ့ဘာလို့ပြန်မပေးရတာလဲလို့ပြောခင်တာပါ ။နောက်ပြီးတော့လေခိုင်နင်းဝီဟာအလူတန်းနေရှိနာမှန်ပြီးမဲ့လေလူတဲ့နေရာမှာ နေရာဆောင်အောင်မလုပ်ဘူး။ဖြစ်ခဲ့တဲ့ဆန်လူပြီးရင်ပြီးရောပုံစံနဲ့လူတဲ့လူတွေအမြဲမသူလူတာသိရင်ပြီးရောပုံစံနဲ့နောက်ပြီးတော့ခိုင်နင်းဝီဟာပရဟိတလူသားပြောတယ်။တနေ့တခြားပို့ပို့ပြီးတော့ချမ်းသာလာတယ်။ဘရန်တကာတွေကိုတော့ကိုင်နိုင်နေလို့ပြောလာတာပါ။ဒီလိုပြည်သူပြည်သားတွေရဲ့ဝေဖန်မှုအရာလဲတကယ်ကို ဖြစ်နေတာမို့ခိုင်နှင်းဝေတရားပရိုက်တာငွေတွေနဲ့လှူစားနေတာလားလို့တောင်တန်တရားဝင်နေကြတာပါ နောက်ပြီးတော့တိုင်းဆရာမကြီးတယောက်ကလည်းခိုင်နေဝေတယောက်ကဘာကြော်ပါစီလို့ဆူတောင်းပေးတဲ့ကိစ္စနဲ့လည်းခိုင်နေဝေရဲ့ရှိစားဆင်မယောင်နဲ့ပြဿနာထက်ချပါသေးတယ်။ဒီမယောင်ဟာဆိုပါတိုင်းဆရာမကြီးကိုမိုင်းမိုင်းရိုင်းရိုင်းနဲ့မကြောက်မမနာတာတဲ့စကားတွေနဲ့ဆဲဆူထားတဲ့အတန်ဖိုင်တစ်ပုဒ်ကအင်တာနက်ပေါ်မှာပြန့်နှံ့သွားခဲ့တာပါ။ဒီလိုမျိုးပြန့်နှံ့သွားတဲ့အတန်ဖိုင်နဲ့ပတ်သက်လို့လည်းခိုင်နေဝေရှိစားဆင်မယောင်ကပြန်လည်ပြောကြားလာတာပါ။ သူရဲ့ချစ်သူခိုင်နေဝေကတော့ရှောင်းအားလုံးကိုမေတ္တာနဲ့သာရှေ့ရှုပြီးတော့လုပ်ကိုင်နေပေမဲ့လေဒီလိုခိုင်နေဝေရဲ့ဂုံတိတ်ခံကို ထိပါလာတဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုတော့သူသီးမခံနိုင်ဘူးလို့ပြောလာတာပါ Bright လုပ်ငန်းလုပ်ကိုင်နေပေမဲ့လေစဲဆိုသိရင်စဲရမှာပဲလို့တီးခံစရာအကြောင်းလုံးဝမရှိတာလို့ပြောလာတာပါခန္ဒီဝေရဲ့ရှိဆောင်စင်မယောင်ရဲ့ပြောဆိုကြရတော့ဒီလိုပြောဆိုမိတဲ့ကိစ္စနဲ့ပတ်သက်လို့သူ့အနေနဲ့လုံးဝကြီးကိုနောင်တရပုံမပေါ်နေတာအမှန်ပါပဲ ဒီလိုရိုင်းဆိုင်ကစဲဆိုတက်တဲ့သူတွေရှိနေတာကသူတို့ခေါ်ယူမွေးစားထားတဲ့ကလေးတွေနောင်လာနောက်သားတွေအတွက်စိတ်ပူဖို့ကောင်းတယ်လို့ပရိသတ်ကြီးတွေကတွေးပူနေကြပါပြီ။ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကရောမြတ်တရှင်မကြီးခိုင်နေဝင်နေသူ့ရဲ့ချစ်သူစင်မအောင်လို့ရဲ့လုံရတဲ့ပတ်သက်လို့မိမိတို့အမြင်လေးကိုဝေမျှပေးသွားကြပါအောင်ရှင်။